Knowledge for You Channel မှာပြန်လည်ကြိုဆိုပါတယ်။ဒီတစ်ခါမှာတော့ကျွန်တော်တို့ကလေးငယ်ငယ်တုန်းကအသေးဆွဲနားထောင်ခဲ့ဘူးတဲ့ကဆတ်တိတ်ခွေးဇလန်းတွေအတန်အနှိမ့်မြင့်အတန်ကားလာစကားကိုကြက်ကြက်ကြပြောဆိုတတ်ပုံတရုတ်ဆောင်မှုလုံးဝစိတ်ဝင်စားပဲတရုတ်ဆောင်မင်းသားတယောက်ဖြစ်လာတဲ့မြန်မာပြည်ကထူးတဲ့တခက်တခါကနေဝင်ဆိုတဲ့လူငယ်တနေ့မှကောလိပ်ဇဝင်ခန်းတခန်းကိုရိုက်ရင်ဗီဒူတွေရဲ့အားပေးမှုကိုရရှိ ကောလိပ်ဂျင်းနေဝင်မဖြစ်ခင်ဘဝနဲ့ဖြစ်ပြီးဘဝအကြောင်းလေးကိုသိရဖို့လာရောက်မျှဝေတင်ဆက်ပေးမှာဖြစ်ပါတယ် အင်းရတာကောလိပ်ကျင်းနေဝင်မြမလက်ရွေးစင်ဘလုံးသမဘဝမှာလူရှင်မင်းသားဖြစ်လာခဲ့တယ်။ငယ်စဉ်ဘဝကလေးကဘလုံးအလွန်ဝါဒနာပါလူဖြစ်ပြီးဘလုံးကစားနေရလျင်ထမင်းမိဟင်းမိလူငယ်ဘဝမှာပင်ဘလုံးထူးချွန်သူလည်းဖြစ်တယ်။ ထက်တန်ကျောင်းနဘဝရေတတာဘဝတက္ကရူကျောင်းနဘဝတို့တွင်ဘောလုံးပွဲပေါင်းများစွာကစားခဲ့ပြီးခြေစွမ်းထက်လာတဲ့အတွက်မြန်မာလူ့အစဉ်ဘောလုံးသမားအဖြစ်တို့ရောက်ရှိခဲ့တယ်။စေရန်တိုက်စစ်မှုအဖြစ်နဲ့ပြည်တွင်းပြည်ပပွဲပေါင်းများစွာကစားခဲ့တယ်။မြန်မာလူ့အစဉ်ဘောလုံးသမားဖြစ်ဖို့ဆိုဒီမှာလဲလွယ်ကူသောအရာမဟုတ်လွန်စွာခင်းရင်လာတယ်ဝါသနာအရင်ခံရင်အောင်မြင်သော အာကသမဘဝကိုပိုင်ဆိုင်ထားသည့်အတွင်ဘောလုံးမှလွဲရည်တခြားဘာကိုမှစိတ်မဝင်စားရုပ်ရှင်ရိုက်ဖို့ဆိုဒီကပိုးရည်ဝေးသည်ရုပ်ရှင်ရိုက်ရန်ရည်ရဲမရှိ လောကဓမ္မရာရည်ရဲထတော်လဲဖြစ်ခြင်းမှဖြစ်မည်မရည်ရဲတော်လဲဖြစ်တတ်သည်အကြောင်းကျိုးဆက်ဆက်ပြီးရုပ်ရှင်မင်းသားဖြစ်ရမည်ကံစားတာပါဠိအတွက်အတွက်ရှောင်လွဲရည်မရရုပ်ရှင်မင်းသားဘဝရောက်ခဲ့ရသည်တချို့ရုပ်ရှင်မင်းသားဖြစ်ခြင်းလွန်း၍ ငွေထုတ်ပိုက်လိုက်ခဲ့တော့ညာမဖြစ်သူကတော့တမူထူးတူဆိုရတယ်သူကရုပ်ရှင်နောက်မလိုက် ရုပ်ရှင်ကသူ့နောက်လိုက်ခဲ့ရသည့်အဖြစ်မျိုးသူဒီလူပြောတယောက် Jolly Style ပျော်ပျော်ရှင်ရှင်နေတတ်သည့်ပေါ်ရှည်တော့အပြုံးပိုင်ရှင်စည်ရင်ကောင်းသဘောပြည့်သည့်အတွက်ရုပ်ရှင်လောကဒါအလုံးနဲ့တင့်မြတ်ပြီးလူချစ်လူခင်ပေါ်တဲ့စကားပြောကောင်းဟန်ပန်းမူရာကောင်းလူဖြစ်တဲ့အတွက် ရိတ်တိုက်ချစ်ခင်နှစ်သက်အပြည့်မှုအပြည့်အဝရရှိထားခဲ့သူလည်းဖြစ်တယ်။သူ့ရဲ့ငယ်စဉ်ဘဝငယ်နာမီးယားနေတော့အဖေရဲ့ဝန်တော့ဦးတက်ဖေနဲ့အမိကျောင်းဆရာမဒေါ်တင်တို့ကတရက်ဆယ်လပိုင်း1928နှစ်တွင် မွေးဖွားခဲ့ပြီးဟင်္ဒရာမြို့နယ်ညောင်ပင်သာရွာ၌ပညာသင်ကြားခဲ့ကဂျပန်ခေတ်တွင်ကိုးရအောင်လေပညာသင်ကြားနေစဉ်အသက်18နှစ်တွင်မိခင်ကြီးကွယ်လွန်ခဲ့ရာ စိတ်တိခိုက်နေစဉ်ဟင်္ဒရနိုင်ရေတတလိုက်လံစူဆောင်းနေသည့်အချိန်နှင့်ကြုံကြိုက်၍ရေတတထဲကိုဝင်ခဲ့တယ်။1948ခုနှစ်တွင်ရေတတဘဝပညာတပိုင်းတစနှင့်တူးတက်ရန်လမ်းစာမမြင်ဒေါက်တာမမောင်ဖြီအလွတ်ပညာသင်ကျောင်းနှင့်ပညာဆက်လက်စီးပုခဲ့ပြီး1952ခုနှစ်တွင်စေတန်းအောင်လေတက္ကသိုလ်ဆက်တက်ရန်ရေသမှနှုတ်ထွက်ခဲ့ပြီးရန်ကုန်တက္ကသိုလ်တွင်ပညာဆက်လက်သင်ယူခဲ့ရာ 1958ခုနှစ် BA ဝိဇ္ဇာဘုတ်ရရှိခဲ့တယ်။မြမလေးစဉ်ဘလုံးတမန်တက္ကသိုလ်ပညာသင်ယူနေစဉ်ဘလုံးဆက်ကစားခဲ့ရာတက္ကသိုလ်အသင်းတရွေးစဉ်1955ခုနှစ်မြမလေးစဉ်ဘလုံးတမန်အဖြစ်အရွေးချယ်ခံရပြီးထိုနှစ်ထဲမှာမြမလေးစဉ်ရှေ့တန်းတိုက်စစ်မှုအဖြစ်အင်ဒိုနီးရှားဂျပန်နှင့် တိယနိုင်ငံများတို့၎င်း1956ခုနှစ်တွင်ပါကစ္စတန်နိုင်ငံ၌ကျင်းပသောအိန္ဒိယမြန်မာတီဟုပါကစ္စတန်လေးနိုင်ငံဘောလုံဘောလုပွဲတို့ထွက်ရောက်ရှင်ပြန်ကစားခဲ့ပြီးထိုနှစ်ထဲမှာပြည်မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်မှရွေးချယ်သည့်အကောင်းဆုံးဘောလုံတမထူးချွန်ဆုကိုရရှိခဲ့1958ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်ဘောလုံအသင်းကိုကောင်းဆောင်၍ကလကတ္တယူနီဘာစီတီနှင့်တရားပြည့်အထိမ့်မှပွဲတို့ထွက်ရောက်ကစားခဲ့တယ်ဘောလုံကိုတိုင်းဥစ်ကြီးတယ်လို့ တကူကြောင်းနှစ်ဘဝကိုခုံမင်းတွေ့တာဒီအတွေ့ကြောင်းဆွေဆွေလူဆွေဆွေတပြောကြီးနေထိုင်ခဲ့ပြီးသူ့ဘဝဒီသူချစ်တီဘောလုံးကဲ့သို့ပညာတစ်ဖက်ဘောလုံးကတစ်ဖက်နဲ့လုံးလေလိုက်နေခဲ့တော့လဲအပူပင်မရှိညင်းငွေဒီမရှိအမြဲပြုံးရှင်နေသည့်သူ့ကိုဆရာဆရာမများចောင်းသားចောင်းသူများအားလုံးကခင်ကြတယ် ရုပ်ရှင်မင်းသားဘဝအစကံကြမ္မာဖန္နာဘုံစန္ဒီကသူရုပ်ရှင်မင်းသားလောက်ရင်အကြောင်းပေါ်လာတယ်ရုပ်ရှင်လောက၌နာမည်ကျော်ဝါရင်တရိုက်တာကြီးဖြစ်သူဥချင်းစိန်ချွေးညာမောင်ကဇမြူဤရုပ်ရှင်ကုမ္ပဏီမှရုပ်ရှင်ကားတကားရိုက်ကူးပေးရန်အနန္တရီအတွက်စီစဉ်ရတယ်စစ်ကြိုခစ်တွင်အလွန်ကြော်ကြားလူကြိုက်များသောဆရာဇာဝနာဤကောလိပ်ကျောင်းသားဝတ္ထုကိုကောလိပ်ကျင်းအမိဖြစ်ရိုက်ကူးပေးရန်ဖြစ်တယ်ထိုကားတွင်မင်းသားလူလူက ကောလီကျောင်းသားအဖြစ်တရုတ်ဆောင်ရတယ်။သို့တော့ဒါရိုက်တာကမင်းသားနဲ့တူတော့မင်းသားမတုံးကျင်မင်းသားနဲ့မတူတော့ကျောင်းသားဆစ်ဆစ်ကိုတာတုံးကျင်တယ်။ဇဗျူအေးရုပ်ရှင်ကုမ္ပဏီပိုင်ရှင်ဒေါ်မြင့်မြတ်ကဒါရိုက်တာဤဆန္ဒကိုဖြစ်စည်းရန်၎င်းရဲ့မိတ်ရွေတက်ကလူဘော်လုံးနီးပြဆရာငိမ့်ကိုအပူကတ်ရတော်တယ်။ဒေါ်မြင့်မြတ်ကရုပ်ရှင်ရိုက်ရန်အတွက်တက်ကလူကျောင်းသားတူရှာပီးပါရန်ပြောတည်နှင့်ချက်ချင်းဆရာငိမ့်ကြီးသူ၏တပြည့်ရင် ကိုနေဝင်းကိုမျက်လုံးထဲပြင်းမြင်လိုက်ပြီးဒေါ်မြင့်မြင့်စိတ်တိုင်းကြစေရမည်ဟုခရီးပေးလိုက်တယ်ဆရာကြီးကထိုအခွင့်အရေးကိုလက်လွတ်မခံခြင်းသူတပြည့်ကောင်းစားတာကိုမြင်လိုတယ်ဆရာကြီးကထိုကိစ္စကိုနေဝင်းကိုပြောပြသည့်အခါလက်မခံခြင်းသို့တော့ဆရာစေတနာကိုညှင်းပယ်ရန်မတင့်ဟုယူဆ၍ခေါင်းငိတ်လိုက်လေဆရာကြီးကကိုနေဝင်းလက်ဆွဲပြီးရိုက်တာဥချင်းစိန်ရှိရာတို့အတော့နင်းလေဤဒိုက်တာကလည်း အပွေးမြင်အပင်တိကိုနေဝင်းအတွင်တံကိုမြင်မြင်ချင်းသဘောကျပြီးအကဲခံရင်စကားပြောကြည့်ရန်ကိုနေဝင်း၌ကိန်းအောင်နေသည့်အမှုပညာပင်ကိုစွန့်ရရှိကြောင်းတိလိုက်ရကဒူလိုချင်းသောဇက်ကောင်ကိုတိမ့်ဖေဤဇိုင်းနှင့်ကိုက်ညီနေသည့်အတွင်ကားရိုက်ရန်အမြန်ဆုံးစီစဉ်တော်တယ်ကောလိတ်ကျင်းနေဝင်းအမိယကောလိတ်ကျင်းဇက်ကားတွင်ကိုနေဝင်းဒီမင်းသားကိုနေဝင်းဘီအမိကိုအတုံးပြုခဲ့ပြီး မင်းသမီးမိမိခင်တိမ့်ရွှေမြင့်ချစ်ဆွေလေးရွှေစင်မေတို့နဲ့တွဲဖက်ပြုတ်ဆောင်ခဲ့တယ်1960ခုနှစ်ဝင်းကျင်တွင်ယုံတင်ပြတ်တတည်းအခါအစပိုင်းလူမဝင်ဓမ္မတိကြသည်ကြည်ပြီးသူတိုင်းကအကြိုက်တွေ့ချီးမွမ်းပြောဆိုလာသည့်အတွင်လူတိများလာပြီးနောက်ပိုင်းပြတ်တရာနေရာတိုင်းယုံပြစ်ဝင်ငွေစံချိန်တင်သည့်အထိအောင်မြင်မှုရခဲ့တယ် ကိုနေဝင်းဒီတာထွက်တကားဒီနှစ်ပင်အောင်မြင်မှုအတွက်အထိတ်တို့ရောက်ရှိခဲ့သည့်ဖြစ်ရာထိုကားကိုအစွဲပြု၍ကောလိပ်ဂျင်းနေဝင်းခုအမိတွင်ခဲ့လေတယ်။ဇဝင်ခန်းနှင့်ကောလိပ်ကျောင်းသားကိုသိမ့်ဖီကောလိပ်ဂျင်းနေဝင်းနှင့်ကောလိပ်ကျောင်းသူမအေးစိန်မိမိခင်တို့ပြန်လန်းချစ်ကြည်နူးသော အချစ်လေးများဖြင့်ဂျေပါနော်မအေးစိန်ဂျေပါတယ်။ ကိုသိမ့်ဖီဆိုသည့်အပျော်လေးများသည့်ထိုစဉ်ကပြိတ္တများပါဇက်ဖျားလွန်စွာမှရေပန်းဆားခဲ့သည့်စေစကြရာအယုတ်ထင်ကောလိပ်ကြီးနေဝင်းသည်တဟုံလူကြော်ကြားလာခဲ့ရာဇကာရိုက်လူကူးလူသည့်ရုပ်ရှင်ကုမ္ပဏီများဝိုင်းဝိုင်းလေဟာတတဘာဝအလွန်ဆွေဇက်ကြံစသည့်ဇရိုက်မျိုးစုံတည်ဆောင်ခဲ့ပြီးမေနာခံအဖေခံဥလိခံဖူခံစသည့်ဖြင့်ပအဝင်ရိုက်ကူးခဲ့သော ဇကာဘုံ160ခန့်ရှိခဲ့တယ်။တခက်တယောက်မဟုတ်တက်တက်တယောက်ဟုဆိုလောက်တော့သူလိုလူအတုမရှိအစားထိုးဖို့ခတ်လာတယ်။အပြောအဆိုဟန်ပန်းအမူအရာအလုံးကိုပိုင်ဟန်ဖြစ်ရက်တည်သွားခဲ့ပြီးဇကာပြောအလုံးကောင်းပြန်တယ်။ဇကာပြောအတွင်လီယူလီသိမ့်ကိုတသမတ်ထဲမှထား အတန်အနှိမ့်အမြင့်အဖြစ်အတော့အတက်အကျအတာပအောင်ပြောတတ်ပြီးလိုအပ်လျင် ထမ်းမှန်ပြည့်နေပြောလို့ရှိတယ်။မျက်နာကိုလည်းပုံဒီမထားတဲ့တမျိုးစောင်းငယ်၍တမျိုးမယူးအောင်တိရစ္ဆာန်ပြတ်တတ်တယ်။ကြော်ကြားခဲ့တော့ဇကားများရိုက်ကူးခဲ့သည့်ဇကားများအနှင့်ထင်ပေါ်ကြော်ကြားသောဇကားအချို့မှာယောက်ခမကြီးရေးတဲ့ဖူးစာတီတာဘဲတို့ချစ်ရမယ်မမုံးလီနဲ့ငပလီမုံး အကွယ်ရည်သာပန်းပန်လျက်ပါဇာခန်းစည်းနောက်ွယ်မှာ ဝန်နေဝန်သာမောက်မူပိုင်ရှင် မတဲ့အသူနီစိတ်စစ်တိတ်ဖယင်းရောင်တဦးကစေတနာတဦးကမေတ္တာအကာကအချစ်အနှစ်ကမေတ္တာအားနှဲ့သူပါရှင်စိုက်ကားသမားဘက်ခက်တည်သာပြုံးမလိခချစ်သူကညာပြူနှင့်ဇေယျဦးတပင်တဲမဝင်ရသမီးချောဘုံပြတ်ပတ်မောင်ကြောက်ဘလူးနှင့် ပပဝင်း ချွေးနဲ့တွေးနဲ့ရင်းတည်မီဒီတောင်ကိုမောင်ဖြူပါမယ်တဲတညင်းစတီလို့ဖြစ်ပါတယ်အကယ်ဒမီမှတ်တမ်း1969ခုနှစ်တွင်သူတမစာရီရုပ်ရှင်မှအမျိုးသားပညာဝန်ဥပုကြဤဝတ္ထုကိုတိုင်တန်းခင်းဆိုးရိုက်ကူးခဲ့သည့်ပရင်းရောင်ဇာကားဖြစ်အကောင်းဆုံးအမျိုးသားတရုတ်ဆောင်အကယ်ဒမီထူးချွန်ဆုရခဲ့တယ်ထိုကားတွင်အရက်ကြောင့်ဘဝပြည့်ခဲ့ရသော ကျောင်းဆရာအဖြစ်ပြီးပြင်းစွာတရုတ်ဆောင်ခဲ့တယ်။တပန်1989ခုနှစ်စံပြရုပ်ရှင်မှဒရိုက်တာဥတုခရဲ့ကုသည့်အကာကအချစ်အနှစ်ကမြစ်တာဇကားဖြစ်ကောင်းစုအမျိုးသားဇက်ပုအကယ်ဒမီထူးရှင်စုထပ်မံရရှိခဲ့ပြန်တယ်။အတန်မင်းသားကြီးအဖြစ်အောင်မြင်ရုပ်ရှင်တွင်နာမက1980ပြည့်နှစ်နောက်ပိုင်းခေတ်စားလာခဲ့သောကဆက်တိတ်ခွေးဇလန်းတခစ်တွင်လည်းအတန်ဖြစ်တရုတ်ဖော်ရန်၌တစ်ဖြစ်ခဲ့သူကဆက်တိတ်ခွေးဇလန်းပေါင်း 600ခန့်အတန်တွန်းခဲ့ပြီးထင်ရှားသောဇလန်းအချို့မှာဘောင်တင်ဘိုမြတင်ကျမ်းပတ်ခဲ့အတအကျဉ်းသားနှလုံးသားဤတောက်ခေါက်တန်းဖျားမကြိုက်တဲ့လူမိုက်ချက်ကွင်း ကဲမောင်မောင်ခေါင်းကြီးချုပ်လုံးပါပြီမဟုရပန်းတေလီမုတ်ဆိုးမလီစနေမောင်မောင်နဲ့နဘယံစားပလင်းနင်းမောင်နဲ့မြန်ရစာတာတီစားပလင်းနင်းမောင်နဲ့တေတော်တူဒီတုတ်တန်တို့သွားဒီစားပလင်းနင်းမောင်နဲ့ဘာယနတီလှဖေးစားပလင်းနင်းမောင်နဲ့မိခဲမောင်မောင်သူဘူးငါဖောက်စားပလင်းနင်းမောင်နဲ့မင်း ကွတ်တီတုံလုံးစသည်လို့ဖြစ်တယ်။ထုတ်လုပ်သူဘဝအသက်ရွယ်လေးရလာတဲ့အခါမုံမြတော်တာရုပ်ရှင်ကုမ္ပဏီကိုထူထောင်ပြီးရိုက်တာမောင်မိုးတူဤတပြည့်တညင်းမောင်မျိုးတူဤတဲတညင်းနဲ့ရိုက်တာခင်မောင်ကြီးဗတ်မှန်ဗတ်ဆန်စကားများထုတ်လုပ်ခဲ့ပြီးတနည်းဖြစ်သူဒေါက်ခင်မာလာကလည်းရိုက်တာခိုင်မြအောင်အမိခံကခိုင်တို့ညီအမရှေ့ရင်မပြင်းနဲ့မောင်ခွေရလိုက်မာလာရုပ်ရှင်စကားကြီးများနဲ့ဗီဒီယိုကားများစွာထုတ်လုပ်ခဲ့တယ်။ ကောလိဂျင်းနေဝင်းဒီခရစ်ယာန်ဘာသာဝင်တဦးဖြစ်ပြီး1963ခုနှစ်တွင်ရဲဘော်၃ကြိတ်ဝင်ဗိုလ်ဇေယဖွဲ့ဝင်ဗမာပြည်ကွန်မြူနစ်ပါတီပေါ်လီဘီယိုအဖွဲ့ဝင်တော်တွင်ကြဆုံဒေါခင်တင့်တို့၏သမီးဒေါခင်မာနာနှင့်လက်ထပ်ခဲ့ပြီးတာနာနေဝင်းယာဇာနေဝင်းရုပ်ရှင်တရုပ်ဆောင်ဟီမာနေဝင်းတည်တန်ရှင်နှင့်ယူပါနေဝင်းတို့ကိုငွေဖွားခဲ့တယ်။နှစ်ရက် 6လ1983ခုရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီးဖြစ်ရာသူ့ကိုချစ်သည့်ပြိတ္တများဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကဆိုတဲ့သူ့ရဲ့မူပိုင် ပြောဟန်ပြောတံလေးအတစ်တဖန်ထမှန်ကြားခွင့်မရှိတော့ပါမြမယူရှင်လောကတွင်ကြီးစွာသောရှုံးရှုံးမှုဟုဆိုခြင်းပါတယ်ကျေးဇူးပါ